အီရန်နိုင်ငံတီဟီရန်မြို့တော်မှာရှိတဲ့ event အကျဉ်းထောင်ကိုအစ္စရေးကဇွန်23ရက်ကတိုက်ခိုက်ခဲ့ရမှာသေဆုံးသူ82ဦးအထိရှိခဲ့ကြောင်းအီရန်တရားရေးပြောရေးဆိုခွင့်ရှိသူအက်စကာဂျာဟန်ဂျီယာကဇွန်29ရက်ကထုတ်ပြန်ခဲ့ပါတယ်။အီရန်နဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအဆုံးသတ်ချိန်မှာအစ္စရေးကတီဟီရန်မြို့တော်မှာရှိတဲ့နမဲဆိုးနဲ့ကြော်ကြားတဲ့အကျဉ်းထောင်ကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ။ even အချင်းတောင်တိုက်ခိုက်မှုဖြစ်ရမှာအချင်းတောင်အုပ်ချုပ်ရေးဝန်ထမ်းတွေစစ်မှုထမ်းလူငယ်တွေထိမ့်သိမ်းခံထားရသူတွေနဲ့ထောင်ဝင်စာလာတွေ့တဲ့မိသားစုဝင်တွေအပါအဝင်လူ80တဦးသေဆုံးခဲ့ပါတယ်လို့ဂျာဟန်ဂျီယာကတရားရေးဝန်ကြီးဌာနရဲ့မီဇန်သတင်းအေဂျင်စီကနေတဆင့်ပြောကြားခဲ့ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် even အချင်းတောင်ရဲ့အုတ်ချုပ်ရည်ရုံအဆောက်အုံရဲ့တချို့အစိပ်ပိုင်းတွေပြည့်စည်သွားခဲ့ပြီးထရယာရသူတွေနဲ့တေဆုံးသူတွေရှိခဲ့ကြောင်း၎င်းကအစွန်ဝိုက်မှာပြောပါရယ် အဲ့ဒီအကျဉ်းထောင်မှာကျန်ရှိတဲ့အကျဉ်းသားတွေကိုတီဟရန်ပြည်နယ်မှာရှိတဲ့တခြားအကျဉ်းထောင်တွေကိုလွှဲပြောင်းပို့ဆောင်ခဲ့ကြောင်းမီဇန်သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ event အကျဉ်းထောင်မှာပြင်သစ်နိုင်ငံသားနှုတ်အပောင်းဝင်ပြည်ပနိုင်ငံသားတချို့လည်းထိမ့်သိမ်းခံခဲ့ရပါတယ်။တီဟီရမာရှိတဲ့ event အကျဉ်းထောင်ကိုတိုက်ခိုက်မှုဟာကျွန်တော်တို့နိုင်ငံသားနှုတ်ကိုအနေရဖြစ်စေခဲ့ပါတယ်။ဒါကိုလက်မခံနိုင်ပါဘူးလို့ပြင်သစ်နိုင်ငံသားဝင်ကြီးယန်နိုရယ်ဘာရော့ကတိုက်ခိုက်မှုဖြစ်ပွားအပြီး X လိုမျိုးမီဒီယာမှာဖြေကြားခဲ့ပါတယ်။